ဟယ်လိုဆိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့ကိုဝင်းထိုက်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာလေးကတော့ကျွန်တော်ဒါ Arduino ကတ်ကလေးပေါ့နော် Arduino ကတ်လေးဆိုပေမဲ့ကျွန်တော်ကဒါ Arduino အကြောင်းကိုပြောသွားမှာမဟုတ်ဘူးဘာလဲဆိုတော့ဓာတ်ပုံကနေပြီးတော့ဓာတ်ပုံဆိုတော့ 2D image ကနေပြီးဒီဘက်ကဒီလို 3D ပေါ့နော်ပတ်ပေါင်းဆိုကြည့်လို့ရတဲ့ 3D product တခုအနေနဲ့ပေါ့နော် model တခုအနေနဲ့ဘယ်လိုပြောင်းရမလဲဆိုတာကိုဒါကျွန်တော် share လေးလုပ်ပေးချင်တာဖြစ်ပါတယ်ဒါကကျွန်တော် YouTube မှာကျွန်တော်တွေ့တဲ့ဟာလေးပြန် share ပေးတာပေါ့နော် โอเคဆိုတော့အဲဒါကတော့ Arduino ကတော့ဒါကျွန်တော်တို့နည်းပညာလေ့လာတဲ့သူဆိုသိတယ်ပေါ့နော်ဆိုတော့ထားပါတော့အဲဒီ tutorial မှာကျွန်တော်ဒီ Arduino ဆိုတဲ့ပုံလေးကိုသုံးပေးသွားမယ် mix လို့လည်းအဲ့ဒါလေးအဲ့တပုံလေးကိုတော့ line board နဲ့ရှာပြီးတော့ download ဆွဲရမယ်ပေါ့နော်โอเคဆိုတော့ဒီတပုံလေးတပုံရှိရတဲ့နေကျွန်တော်တို့ကဒီလိုပုံလေးတပုံရအောင်ကျွန်တော်တို့ကဆက်ပြီးတော့သွားမှာဖြစ်တယ်ပေါ့နော် okay အဲ့ဆိုဒီဒီလိုတက်ပုံလေးတပုံကိုကျွန်တော်အရင်ဦးဆုံးလိုအပ်တာပေါ့အဲ့တော့ browser မှာကျွန်တော်တို့ကဒါလေးကိုအဲဆိုဒီမှာ browser မှာကျွန်တော်တို့ arino ARDUINO RNO UNO ဆိုပြီးရိုက်ရှာလိုက်ကြတဲ့တင်ဒီပုံလေးတစ်ပုံတက်လာလိမ့်မယ်ဒါပဲပေါ့เนาะဒီပုံလေးကိုကျွန်တော်တို့ကယူလိုက်မယ်ပေါ့အဲ့တော့ main zero ကြိုက်တဲ့ပုံတစ်ပုံကိုလုတ်ပေါ့เนาะဆိုတော့ဒီဗီဒီယိုအဆုံးကြတော့ဒီပုံလေးတစ်ပုံကနေပြီးတော့ဘလို့ဘယ်ပုံပဲဖြစ်နေမစေပေါ့เนาะဒါလုံးလို့ရသွားလိမ့်မယ်ကျွန်တော်ကတော့ဒီ RNO UNO လေးကနေပြီးတော့ 3D model တစ်ခုဖြစ်အောင်လုတ်ပြပေးသွားမှာပေါ့เนาะโอเคအဲ့ဒါဆိုကျွန်တော်တို့ အဲဒီ 3D နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကဘလို software တွေသုံးရမလဲပေါ့နော်ဘလို software တွေသုံးရမလဲဆိုရင်ကျွန်တော် Blender ဆိုတဲ့ application လိုအပ်တာပေါ့အဲ BLEN ဒီ Blender ဆိုတဲ့ဒီ application လေးကိုကျွန်တော်တို့က download ဆွဲရမှာဖြစ်ပါတယ်နော်ကိုယ့်စက်တွေကိုထည့်ထားရမှာပေါ့နော် BLEN ဒီကဒါမျိုးဒါဒါလေးဖြစ်ပါတယ် Okay ဆိုတော့ဒါကျွန်တော်က 3D model တကူရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတပ်ပုံကနေ 3D model တကူဖြတ်တဲ့အခါကျတော့ ကိုကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သုံးလို့ရတာပေါ့နော်ပုံမှန် image ကြီးကိုသုံးတာထက်ဆိုလို့ရှိရင်ဒီလို 3D ဆန်ဆန်လေးဖြစ်တော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဆိုတော့အဲဒီဗီဒီယိုလေး beginner လေးလုံးလို့ရမယ်လို့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါ blender ကိုကြောင်းကျင်လို့သင်ပေးတာမဟုတ်ပါဘူးတခြားဘလကောမစိတ်ဝင်စားတဲ့သူတွေအလွယ်တကူလုပ်လို့ရအောင်ဆိုပြီးတော့ပြန်လေ share ဒီလောက်အောင်ဖြစ်တယ်ပေါ့နော် okay အဲ့ဆိုကျွန်တော် blender ကိုဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ generate ဟိုပါပေါ့နော် ဒါကျွန်တော်တို့ map ပုံးနဲ့ပဲပြလိုက်တာပေါ့နော် message တော့ကို windows window ပေါ့နော် general ပဲကျွန်တော်နှိပ်မယ်ပြောချင်တာဘာမှမလုပ်ဘူးပေါ့နော်အဲ့မှာကျွန်တော်ဒီမှာပေါက်ကလေးတစ်ခုပါတမ right click လေးထောက်ပြီးတော့ကျွန်တော် delete ဆိုပြီးတော့ဖြတ်လိုက်မယ်ကျွန်တော်တို့အမှန်တကယ်ဒီဟိုဟာ chu ပေါက်လေးကိုသုံးချင်တော့မဟုတ်ဘူးပေါ့နော် address ဆိုပြီးကျွန်တော်နှိပ်ပြီးတော့တပ်ပုံလေးကိုသွားမှာတပ်ပုံလေးသွားဆိုတော့ image image ကလည်းကျွန်တော်တို့က match plane ဆိုတဲ့ကောင်လေးကိုရွေးလိုက်ပါမယ်နော်ရွေးပြီးတော့ကျွန်တော်တပ်ပုံလေးတပုံရွေးမယ်ကျွန်တော်ကတော့ဒီ download ကနေပြီးတော့ 3D data Arduino ဆိုပြီးတော့ဒီမှာတပ်ပုံလေးတပုံရှိတယ်ဒီတပ်ပုံလေးတပုံကိုကျွန်တော် import လုပ်လိုက်တဲ့အချိန်မှာတပ်ပုံလေးတပုံကဝင်လာပြီဒါပေမဲ့ဒီတပ်ပုံလေးကိုမိတ်ဆွေတို့ဘာမှမြင်ရမှာမဟုတ်ဘူးအကြောင်းကတော့ကျွန်တော်ဒီဘက်မှာဒီဘက်မှာ model ရဲ့ material ကြီးတဲ့ဟာလေးတွေကိုကျွန်တော်တို့ကဒါအမျိုးအစားကိုရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒုတိယမြောက်ဟာလေးအလုံးလေးကိုရွေးလိုက်မယ်အဲဒီမှာဆိုရင်နော်စတင်မြင်ရပြီပေါ့နော်ဒါပြောချင်တာကတော့ ဒါကတော့ပုံမှန်မတီတီမပါရဲဒါမော်ဒယ်ပုံစံပေါ့နော်မော်ဒယ်ကပလိန်ဖြစ်နေတော့ဒါပလိန်ပဲပေါ့နော်ဒါဆိုဒုတိယမြောက်အလုံးလေးကိုယူလိုက်တဲ့အချိန်မှာကျွန်တော်တို့ထည့်ထားတဲ့အင်းမေကလေးကတက်လာတယ်ပေါ့နော်အဲ့တော့ဒီတက်ပုံလေးကိုကျွန်တော်တို့ကချက်ကျင်နေဆိုလို့ရှိရင်တော့အွန်ဘယ်လိုခေါ်မလဲချက်ကျင်တော့ကျွန်တော်တို့ကဒီမှာဒါဆိုရင်ကျွန်တော်တို့ကဒါကီးဘုတ်ပေါ်ကနေပြီး S ကလေးကိုထောက်လိုက်ပေါ့နော် S ကလေးကိုထောက်ပြီးဒီမှာအော်ကျွန်တော်တို့ကဒါစင်ပြောင်းတဲ့ဟာမျိုးကြီးဖြစ်နေတယ်ဒီမှာ s ကလေးကိုထောက်လိုက်မယ်အဲဒီမှာထောက်ပြီးတူမျိုးလေး enter ကျွန်တော်တို့ကဒါမောက်ကလေးနဲ့ဒါထင်းလို့ရတယ်ပေါ့နော်ဒါချဲ့တာပေါ့ဒါနော် s ကလေးကိုကျွန်တော်က keyboard က s လေးကိုနှိပ်ပြီးတော့ဒီမှာမောက်ကစားလေးကိုရွှေ့လိုက်ရုံနဲ့တင်ကြီးတာလုပ်လို့ရတယ်ပေါ့နော်အဲဒါပြီးရင်တခြားနှိပ်လိုက်တဲ့ချိန်မှာရက်သွားပြီဒါပဲပြီးရင်ဒီဘက်ကအလုံးလေးနဲ့ကျွန်တော်တို့ဒီမှာ y နဲ့ 8, 8ကိုကျွန်တော်ရွေးပြီးတော့ဒါကျွန်တော်သွားလို့ရကျွန်တော်ကဒီမှာ8ကိုပဲရွေးပြီးတော့ဒါကိုယ့်ရဲ့ view ကိုအထက်ကနေပြီးတိုက်ရိုက်ကြည့်လိုက်တာပေါ့နော် ဲ့တော့သူကလှည့်ပြီးကြည့်လို့ရတယ်ပေါ့ဒါကျွန်တော်တိကျအောင်လို့ကျွန်တော် h ကိုပဲယူလိုက်မယ် okay အဲ့တော့ကျွန်တော်တို့ပြီးရင်ဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့က arino မှာဒီဘေးကအဖြူဘက်တွေပါလာဟုတ်လားအဖြူဘက်တွေကိုကျွန်တော်တို့ခွာထုတ်ဖို့လိုတယ်ဟုတ်အဲ့တော့ခွာထုတ်ခြင်းလေဆိုဒီမှာပေါ့နော်အဲ့အတက်မုတ်ကိုကျွန်တော်ယူလိုက်မယ်ယူလိုက်တဲ့ချိန်မှာဒီမှာ plain ဖြစ်သွားတယ်ပေါ့နော် object ကိုတော့ကျွန်တော် selection ပေးပြီးတော့ဒီမှာမုတ်ကို object မုတ်ကနေအတက်မုတ်ကိုယူမယ်ယူပြီးကျွန်တော်တော့ဘာလုပ်မလဲဆိုတော့ဒီပို့တဲ့အပိုင်းကိုဖြတ်မှာပေါ့နော် ဖြတ်မှာဆိုကျွန်တော်တို့ဒီမှာအဲ့အက်ဒီမိုကိုရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖြတ်ချင်ရင်ကျွန်တော်ဒါလေးလိုတာပေါ့ဒါဆို KNIF night ဒါမလားအဲ့တော့ K ဆိုစလုံးလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာဒါပုံစံလေးပေါ်လာပါပြီအဲ့တော့ကျွန်တော်ဒါဒီဒါလေးအဆက်ကလေးတွေချပေးတာပေါ့နော်အဆက်ကလေးတွေချပြီးကျွန်တော်တို့ဖြတ်ချင်တဲ့အပိုင်းလေးကိုကျွန်တော်တို့ဟိုပို့တိုခရော့လုပ်တယ်လို့မဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါ K နှိပ်ပြီးကျွန်တော်တို့က K ရတစ်ချက်ပဲနှိပ်လိုက်တာဒီဒါလေးပေါ်လာတာပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီမှာလေးလိုလိုက်ပြီးအဆက်ကလေးတွေ point လေးတွေလိုက်ထောက်ပြီးပေါ့နော် အဲဒီမှာကျွန်တော်တော့ဒီမှာတော့တသက်ရလုံးမပြတော့เนาะအချိန်နေပို့ပြီးတော့ကုန်နေမစိုးလို့ပါโอเคအဲဒီမှာအဲဒီလိုမျိုးလေးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ရပြီเนาะ ရပြီဆိုတော့ဒါလေးကို under လေးခေါက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ selection layer ဒီလိုမျိုးလေးဝင်သွားရတယ်ပေါ့နော်ဒါဆိုရင်ဒီကျွန်တော်လိုချင်တဲ့အပိုင်းလေးကဒီမှာဒီဒီဒီမှာစာမျက်နှာလေးပေါ့ဒါကတော့ကျွန်တော်တို့ကအာဒီလိုမျိုးအမှတ်တွေဟိုဘာဒက်ဆိုတဲ့အမှတ်တွေကိုမှတ်တာဒါကတော့ကျွန်တော်တို့မြင်းပေါ့နော်မြင်းကိုမှတ်တာစာမျက်နှာကျတော့ဒီဘက်ကကောင်းလေးဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့က face စာမျက်နှာလေးတွေဒါမှတ်တာပေါ့နော် အဲ့တော့ကျွန်တော်ဖြတ်ချင်တဲ့စာမျက်နှာဒီအပိုင်းတွေပေါ့ဒီဘေးသားတွေကိုဖြတ်ဖြတ်ချင်တာဆိုဘေးသားတွေကိုဆက်လက်ပေးမယ်ဒီဘက်ကဘေးသားလို့ဆက်လက်ပေးပြီးကျွန်တော်တို့ကဒီမှာဆက်လက်ပေးလို့ရှင်မြင်ရတယ်ပေါ့နော်ဆက်လက်ပေးပြီးကျွန်တော်တို့က right click ခောက်ပြီးတော့ delete face ဆိုပြီးလုပ်လိုက်မယ်အဲ့တော့ဒီဘက်ကစာမျက်နှာလေးကိုလည်းကျွန်တော်တို့ကအဟော right click ခောက်ပြီး delete face လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့လိုချင်တဲ့အသားလေးရလာတာပေါ့အဲဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော် okay ဒါပေမဲ့ကျွန်တော်တို့ဒီမှာ model ကြီးမဖြစ်သေးဘူးသူကပါနေသေးတယ်ပေါ့နော်ပါနေသေးရဆိုတော့ oh sorry အားနေတယ်ဆိုကျွန်တော်ကဒါဘာလုပ်ပေးဖို့လိုလဲဆိုတော့ဓာကြီးကိုကျွန်တော်ကချဲ့ဖို့လိုတယ်ပေါ့နော်ချဲ့ကျင်နေဆိုရင်ဒီရောက်ကိုကျွန်တော်ကအီးလေးကိုနှိပ်လိုက်ပါအီးကိုတစ်ချက်နှိပ်လိုက်ပါနော်ဆက်လက်ပြီးမယ် model ကိုဆက်လက်ပြီးပြီးအီးကိုနှိပ်လိုက်မယ်အဲအီးဆိုတာကျတော့ h3 ပေါ့နော် h2 ခေါ်မလားဘယ်လိုခေါ်မလဲနည်းနည်းလေးပေါ့နော်ဆလုံးမောင်းလိုအပ်ချက်ရှိနေမယ်အဲ့တော့ဟုတ်ပြီအဲ့ဒါလေးနှိပ်လိုက်တဲ့အချိန်မှာဒီမှာ model ရဲ့အသားကိုကျွန်တော်ဒီမှာ ဟိုပေါ့ဘယ်လိုခေါ်မလဲဆိုဒီလိုမျိုးကိုချိုက်တယ်ပမာဏပေါ့နော်အထူကိုရွေးလို့ရတယ်အဲဒီမှာကျွန်တော်ဒီလိုတော့အထူလေးလွှတ်လိုက်မယ်ဒါဆိုရင်ကျွန်မော်ဒယ်လေးကဟွာလေးပါလာပြီထူသွားပြီပေါ့နော်ဆောင်းနှက်ကလည်းမပါတော့ဒါပေမဲ့စကားပြောစရာလိုလာတာကဘာလဲဆိုကျွန်တော်တို့ကဒီမှာရှိနေတဲ့ဒီဟိုဟာလေခလုတ်ကလေးတွေကအခုံလေးတွေဖြစ်ရမယ်ဒါလေးတွေလည်းအခုံလေးတွေဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးအခုံလေးတွေဖြစ်ရမယ်ပြီးတော့ဒီအပေါက်ကလေးတွေလည်းဖောက်ချင်တယ်ပေါ့နော်ဖောက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ အပေါက်ကိုကျွန်တော်တပေါက်ထဲကိုပဲဖောက်ပြမယ်ပေါ့နော်။ကြံလာတော့မိတ်ဆွေတို့ချက်တယ်လို့လုပ်ပေါ့။ဩအပေါက်တည်းကကျွန်တော်တို့ဩတကယ်ဒီအပြားမလုတ်ခင်ကတည်းကကျွန်တော်ဖောက်လိုက်ရမှာဗျာ။နော် H2 မလုတ်ခင်ကတည်းကဖောက်ရမှာ။ဒီအထူသားမယူခင်ကတည်းကကျွန်တော်အပေါက်ကိုဖောက်လိုက်ရမှာဗျာ။အဲ့ဒါပို့ပြီးအဆင်ပြေတယ်နော်။ဒါပြန်ကျွန်တော်တပေါက်တော့ဖောက်ပြလိုက်ပါမယ်။မိတ်ဆွေတို့တပေါက်တော့ဖောက်ပြလိုက်မယ်ဒီမှာ H ညီအောင်လို့ဒီမှာ H ကိုယူလိုက်မယ်။ ရေးပြီးအပေါ်သားကနေဒီမှာဒီမှာလက်ကလေးကိုကန်ပြီးတော့ဒါရွှေ့တာပေါ့နော်ရွှေ့ပြီးတော့ဒီမှာဓာလေးဆိုတော့ဓာလေးကိုလိုရော K ကိုနှိပ်လိုက်တဲ့အချိန်မှာဓာလေးပေါ်လာပြီအာ Okay အဲ့ဒီမှာအပေါက်ကလေးတစ်ပေါက်ကိုပဲပေါက်ပြပေးမယ် Okay ဒါဒါဒီဓာတ်ပုံသားအဆင့်မှာကိုလိုတဲ့ပြီးရင်အန်တာခေါက်လိုက်မယ်ချိန်မှာဒီအဝိုင်းလေးရလာပြီဒီအဝိုင်းလေးကိုပဲဆက်လက်ပေးမယ်ဆက်လက်ပေးပြီးတော့ right click delete face ဆိုပြီးအဲဒီမှာတမျက်နှာဖြတ်တယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့ ော့ဒီဘက်မှာဆိုလဲကျွန်တော်တို့ကတပောက်ပေါ့နော်ဒီဘက်ကဆိုလဲဒါနှစ်ပောက်ကျွန်တော်လုတ်ပြီးလိုက်ပါမယ်ဂျန်နဲ့ဟာတော့ကျွန်တော်လုတ်တော့ပေါ့နော်အကေဆိုပြီးတော့ဒါလေးကိုယူလိုက်မယ်အဲဒီမှာဒီလိုမျိုးလေးပေါ့အဲဒီမှာအပောက်ကလေးတွေပါတယ်ပေါ့နော်ကျွန်တော်တို့ကအန်တာခောက်လိုက်မယ်ဆိုရင်ဒီမှာအဝိုင်းလေးတစ်ဝိုင်းရပြီး အဲ့ဒီဝိုင်းလေးကိုဆက်လက်ပြပြီးတော့ delete face လုပ်လိုက်တဲ့အချိန်မှာအပေါက်ကလေးဖြစ်သွားပြီနော်ဒီဘက်မှာဆိုရင်တပေါက်ပါတယ်နောက်ဘက်ပါတယ်မင်းစုလို့ဆက်လုပ်လိုက်နော်အဲ့တော့ကျွန်တော်တို့လို့ဒီဟာလေးကိုဆက်လက်ပေးလိုက်မယ်ပေါ့နော် object ကိုဆက်လက်ပေးလိုက်ဒီမှာဆိုရင် object ကိုဆက်လက်ပေးပြီးကျွန်တော် h2 လုပ်လို့မရဘူး object mode နဲ့မရဘူးသူ active mode နဲ့မှရတာဒါ active mode မှာကျွန်တော်တို့က ဒီဆက်လက်ပေးမယ်ဆိုလို့ရှိရင်ကြတော့အပိုင်ပိုင်ကွဲနေရပေါ့ဒီမှာနှစ်ပိုင်ကွဲနေတာသုံးပိုင်လောက်လည်းဖြစ်ရင်ဖြစ်မယ်ပေါ့မေးစေတော့အပေါက်တွေပေါက်လိုက်လို့ရှိရင်အဲ့တော့အကုန်လုံးကိုဆက်လက်ပေးပြီးကျွန်တော်တို့ကဒါချက်ရမှာပေါ့ချက်ရမှာဆိုကျွန်တော်တို့က AO နှိပ်လိုက်မယ်ဆိုရင် control A နဲ့ control A မဟုတ်ဘူး AO နှိပ်ထားတဲ့ဒီအကုန်လုံးဆက်လက်ပေးသွားတယ်ဒီမှာ AO နှိပ်လိုက်တယ်เนาะဆက်လက်အလုံးပေးသွားပြီးတော့ EO နှိပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အထူကို ဒါကျွန်တော်တို့ရွေးလိုက်တယ်ပေါ့နော်ရွေးပြီးရင်ကာဆာလို့တောက်ဆိုတောက်လိုက်မယ်ပေါ့နော်အဲဒါဆိုကျွန်တော်လိုချင်တဲ့ဟာကိုရသွားပြီဒီလောက်အထူလိုချင်တယ်ဒီဘက်မှာအပေါက်ကလေးရဟိုဘက်ဒီဘက်လေးပါဖြစ်သွားလဲပေါက်သွားပြီပေါ့နော်အဲအပေါက်ကလေးဟိုဘက်ဒီဘက်လေးပါဖြစ်သွားလဲပေါက်သွားပြီဒီဘက်ကဟာရကျွန်တော် ဖောက်မထားလို့မပေါက်ဘူးပေါ့နော်ဒါပါပဲဒီဘက်ကဟာလေးရတော့ဖောက်မထားလို့မပေါက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ဆုံးပြီးတော့မှာပါဘာလို့လဲဆိုတော့ဒီမှာအဲဒီတကယ်မော်ဒယ်ကတော့ဒီကောင်လေးအထူလေးဖြစ်တယ်ပေါ့နော် အရီနိုဦးနေကဦးနိုကအဲ့ဒါလေးအထူးလေးဖြစ်တယ်ဆိုတော့အဲဒီမှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီလိုကောင်းမျိုးလေးပေါ့ဒီလိုကောင်းမျိုးလေးကြည့်မယ်ဆိုဒီမှာဒါလေးကအပေါ်ကိုမြင့်တက်နေတယ်ဒီဘက်ကပင်လေးတယ်လေအပေါ်ကိုမြင့်တက်နေတယ်ဒီမှာအလုံးလေးတွေလည်းမြင့်တက်နေတယ်ပေါ့နော်ဆိုတော့ဒါလေးတွေလုပ်ဖို့လို့ဒီမှာဆိုအချွန်လေးတွေလည်းထွက်နေတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဒီဘက်ကဒီဘက်ကဒီကွန်ပျူတာထိုးမဲ့အပေါက်ကလေးကိုကျွန်တော်ဆက်လက်ပေးရမှာပေါ့နော်အဲ့တော့ မျက်နှာပြင်ကိုကျွန်တော်ညီအောင်လို့ဒီမှာ H ကလေးကိုနှိပ်ပြီးတော့မျက်နှာပြင်အညီလေးပြအောင်လုပ်လိုက်တယ်ဒီမှာဒါလေးကိုနှိပ်ပြီးတော့ညီပြီးဆိုလက်လေးကိုကျွန်တော်တို့ကဒီမှာကာဆာလေးနဲ့ထောက်ပြီးတော့အဲဒီဘက်ကအသားလေးတွေကိုကျွန်တော်ကစောနကဒါလေးနဲ့ဒါကျွန်တော်အမအမလေးလုံးမယ်ပေါ့နော်ဒါလေးနဲ့ကျွန်တော်ကဖြတ်ယူမယ်ကျွန်တော်လိုလိုချင်တဲ့လောက်ဆက်လက်ကိုပေးပြီးတော့ဖြတ်ယူမှာပေါ့နော်ဒီမှာဖြတ်ယူမှာဆိုတော့ okay ပြီးရင်ဒီဘက်ကိုသွားမယ်ပြီးရင်ဒီဘက်ကိုလာမယ်ပြီးရင်ဒီဘက်ကိုပြန်ပြီးတော့အုပ်လိုက်မယ်ပြီးရင် under ခေါက်လိုက်မယ်ဆိုရင်ဒါ selection တစ်ခုဝင်သွားပြီပေါ့နော်ဝင်ပြီးဆိုဟုတ်ပြီဒါလေးကိုကျွန်တော်ပြီးရင်ကျွန်တော်မြင်ကွင်းလေးကိုနည်းနည်းလေးဒီလိုမျိုးလေးဒီဇောင်းလေးလုပ်လိုက်မယ်ပြီးအဲ့ဒီအသားလေးကိုကျွန်တော်တို့ကဘေးကိုဆွဲထုတ်ကျင်တာဆိုအီဆောင်းကအတိုင်းမှာအီလေးကိုနှိပ်လိုက်တဲ့အချိန်မှာအဲဒီဘက်ကိုဆွဲပြီးတော့ထုတ်သွားပါပဲအဲတော့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုဖြစ်သွားပြီလဲ စောင်းကပလတ်ဝင်တဲ့နေရာလေးရလာမရအောင်လားရသွားပြီပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဘယ်အပိုင်းလေးပြီးသွားတယ်လဲဆိုတော့ဒီဘက်ကအပိုင်းလေးပြီးသွားပြီအဲ့တော့ဒီဘက်ကအပိုင်းလေးလည်းအဲ့လိုလေးဆက်လို့ပေါ့နော်ဒီဘက်ကပလတ်ကုန်လေးဆိုရင်ဒီဘက်ကအပိုင်းလေးလည်းအဲ့လိုလေးလုပ်မယ်ဖောင်းကျွတဲ့ပုံစံလေးပေါ့နော်ဒါကတော့ကျွန်တော်အာရီနိုဆိုတာလေးကိုတုံးလိုက်လို့ဒါလည်းဒီဒီနီးပညာကတိတ်ပြီးမသိတာအမှန်ကတော့ဒီနီးပညာအာရီနိုကိုလောမှာမဟုတ်ဘူးကျွန်တော်အိမ်နေပါရင်မှလုတ်ချိန်ရင်ဒီလိုတက်ပုံတပုံကနေအိမ်ကိုပြောင်းတဲ့အခါမှာဒီနီးပညာကိုသုံးပြီးရောအိမ်နေကို ဖန်တီးလို့ရတယ်ပေါ့နော်အိမ်တပ်ပုံကနေပြီး 2D ရနဲ့ 3D ကိုဖန်တီးလို့ရတယ်ပေါ့နော်လွယ်လွယ်ကူဖန်တီးလို့ရတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်ဆက်လက်မှတ်မယ်ပေါ့နော်ဆက်လက်မှတ်မယ်ဆိုတော့တတိကျကျလေးဖြစ်သွားအောင်အပေါ် view ကကြီးလို့ရအောင် h ကလေးကိုနှိပ်လိုက်မယ် okay ပြီးရင်ကျွန်တော်ဒါလေးကိုရွေးမယ်ပေါ့နော် k လေးကိုရွေးပြီးတော့အမှတ်လေးကိုပြန်မှတ်မယ် okay ဒီကနေပဲမှတ်လိုက်အောင်နော် okay ကျွန်တော်တတိကျကျတော့မဖြစ်နိုင်ပါဘူး okay โอเคပြီးရင် enter လေးခောက်လိုက်မယ်ဆိုရင်ဒါ selection တကူဝင်သွားပြီပေါ့နော်ဝင်ပြီးပြီဆိုတော့ကျွန်တော်တို့ကမြင်ကွင်းလေးကိုနည်းနည်းလေးစောင်းပြီးရောကျွန်တော်တို့အဲကျွန်တော်တို့ဘလောက်ဆောင်းကလည်း h eatud ဟာလား h2 ခေါ်လာနော်အဲ့ကောင်လေးကိုပါဖို့အတွက်ကျွန်တော် e ကိုနှိပ်လိုက်မယ်အဲဒီမှာဒါမှ swipe ချက်လိုက်တာပေါ့နော်အဲဒီလိုဆိုရင် swipe ထုတ်လိုက်တာပေါ့ swipe ထုတ်တာပေါ့နော်အဲဒီလိုမျိုးဆိုရင်ဒါဥပကဖောင်းချွာလေးရာတကူရသွားပြီအဲ့တော့ဒီဘက်ကကျွန်တော်တို့က cpu ဆိုလို့ရှိရင်လည်း အဲဒီကောင်းလေးကိုလည်းကျွန်တော်အမှတ်ကလေးမှတ်မယ်ပေါ့နော်အဲ့ထိတ်စီရနေမှတ်လို့ရအောင်လို့ဒီမှာ h ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ကอืมဒီအားလေးကိုဆက်လက်ကလေးမှတ်မှာပေါ့နော်ဆက်လက်ကလေးမှတ်မယ်ဆိုတော့ခေါင်းကလည်း k လေးကိုတုံးပြီးဆက်လက်မှတ်မယ်အဲဆက်လက်မှတ်မယ် ပြီးရင်အဲ့အမက်ကလေးပြန်ပေါင်းမယ်နောက်ဆုံးဆုတ်ပြီးအန်တာကိုခေါက်လိုက်တဲ့ချိန်မှာဒါဆို one selection ရပြီအဲ့လိုအဲ့လိုပြီးရင်ကျွန်တော်တို့ဆောင်းနှက်ကတိုင်းပဲဘေးကိုဆွဲထုံမှာဆိုမြင်ကိုလေးနည်းနည်းစောင့်မကြည့်မယ်ပြီးရင် e ကိုနှိပ်လိုက်မယ်အဲဒီမှာဆိုရင် CPU လေးရအဲကျွန်တော်ဖောင်းကြွပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်အဲဒီတက်ပုံထက်စားလို့ရှင်ဒီလိုလေးကြီးရတော့ပိုကောင်းလာကောင်းတယ်ပေါ့နော်အဲဒီမှာဆိုခလုတ်ကလေးတွေလှုပ်ချင်ရင်လှုပ်လို့ရတယ်ပြီးတော့ဒီမှာဆိုပင်လေးတွေထုတ်လို့ရတယ်ပြီးရင်ဒီမှာဘာလေးလှုပ်လို့ရလဲဆိုတော့အမ်ကျွန်တော်ဘာခေါ်လဲ ပင်ပေါက်ကလေးတွေလည်းကျွန်တော်တို့အဲ့လိုမျိုးအောက်ခြေလေးတွေလည်းကျွန်တော်တို့အပေါ်မှာမြှင့်လို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒီဘက်ကခလုတ်ကလေးကိုကျွန်တော်လှုပ်ပြမယ်အကုန်လုံးတော့ကျွန်တော်လှုပ်မပြောက်ပေါ့နော်ရှင်နေ15မိနစ်ဝန်းကျင်လောက်တည်းကိုကျွန်တော်လှုပ်ပြပေးမယ်ဆိုတော့ h ကိုနှိပ်ပြီးတော့အဲဒီမြင်ကွင်းလေးကိုကျွန်တော်လှုပ်မယ်အာဆနကဆနကတိုင်းမှာ k ကိုရွေးမယ်ပေါ့နော် k ကိုရွေးပြီးတော့ဒီအမှတ်ကလေးတွေကိုကျွန်တော်တို့ကမှတ်မယ်မှတ်ပြီးတော့ ဟုတ်ပြီဒါဆိုရင်ပြီး under collage အချိန်မှာဒါ one face ဖြစ်သွားပြီအဲ့ကျွန်တော်လိုချင်တဲ့ face ကို h2 လုပ်မယ်ဟုတ်လားအဲ့ပြီးရင် e ကိုနှိပ်ပြီးတော့ b ကိုဆက်ထုတ်လိုက်မယ်ဆက်ထုတ်ပြီးဟုတ်ပြီဒါဆိုရင် color ကလေးကဖောင်းဖောင်းချွတ်ချွတ်လေးဖြစ်ပြီဒါပေမဲ့ color ကလေးကိုနှိပ်တဲ့ဒီအဝိုင်းလေးကအပေါ်မကြွတလာသေးဘူးပေါ့နော်အဲ့ကောင်လေးကို selection လုပ်မယ်ပေါ့နော်အဲ့တော့အပေါ် အပေါ်စီးကနေတိတိကျကျလိုချင်လို့ H ကိုပြန်နှိပ်ပြီးအဲ့ဒီအဝိုင်းလေးကိုကျွန်တော်ကပြန်ပြီးတော့ K နဲ့ပြန်ပြီးတော့ K ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်လိုချင်တဲ့နေရာလေးကို selection ပေးမယ် selection ပေးပြီးတော့ okay အဲဒီမှာဒီအဝိုင်းလေးကိုခလုတ်ဝိုင်းလေးကိုလိုချင်တယ်ပြီးရင် enter ခေါက်လိုက်မယ်ဆိုရင်ဒီအဝိုင်းလေးက one selection ဖြစ်သွားပြီပြီးရင်ကျွန်တော်ကမြင်ကွလို့နည်းနည်းစောင်းပြီးတော့ E လေးကိုနှိပ်လိုက်အမ်ပြီးရင်ခလုတ်ကလေးကကြွကြွလေးဖြစ်လာပြီဒါဆိုရင်ကျွန်တော်ကဘေးကနေကြည့်လို့ရှင်ဒါခလုတ်ကလေးမှန်းသိတာလားမသိတာဘူးလား ိတာတာပေါ့နော်ပြီးမှ atom mode ကနေ object mode ကိုယူကြည့်လိုက်ရှင်ဒီမှာ color ကလေးကတကယ် realistic ဆန်သွားတာပေါ့နော်ပေါင်းချွတ်လေးဖြစ်သွားတာပေါ့ okay အဲ့ဒါဆိုဒီဘက်ကကျွန်တော်တို့ဒီပင်လေးတွေကိုဒီလိုမျိုးလေးလှုပ်လို့ရတယ်ပေါ့နော်ပင်လေးတွေကိုလည်းလှုပ်လို့ရတယ်အဲဒီဘက်ကအသားရပြက်မပြက်မကြလောက်လားဘလို့ဖြစ်သွားဒီဘက်ကရဘလို့လို့ချွင်နေရလဲနော်ဒီ face ရမဖြတ်သေးရလားအော်ဖြတ်လို့မရ okay ဒီဘက်သားရဘလို့ချင်နေခဲ့ရ what the hell ခုမှချင်နေခဲ့ရလား โอเคဘယ်လိုခုမှဂျန်နေကြလာနားတော့မလည်နိုင်တော့အော်ဒီဘက်သားဖြတ်ဖို့ဂျန်နေကြတယ်အဲ့တော့ဟုတ်ပြီဒီဘက်သားလေးဖြတ်ဖို့ဂျန်နေကြဆိုဥမာထားပါတော့ဒီမှာဆို object mode ဖြစ်နေတယ်အဲ့ဒီမှာကျွန်တော်က edit mode ကိုယူလိုက်မယ် edit mode ကိုယူပြီးတော့ဒီဘက်ကအသားလေးကိုကျွန်တော်က selection ပေးလို့ရလားမရဘူးပေါ့နော်နှစ်ပိုင်းလုံးဖြစ်နေတာပဲအမှန်ဒီကောင် error ထင်တယ်ကျွန်တော်လုပ်တော့တိတိကျကျပဲဗျာ အဲ့တော့ကျွန်တော် KO ပြန်သုံးလိုက်ပါတော့နိုင်ဓာတ်လေးကိုပြန်သုံးပြီးတော့ပြန်ဖြတ်တာပေါ့ဘင်းအန်ဒါခေါက်လိုက်မယ်အန်ဒါခေါက်လိုက်တော့ဟိုဘက်ကကောင်ပြတ်ကျသွားတယ်နော် Okay အမအဲ့ဒါထင်းနေနော်အဲ့လိုမဖြစ်ရအောင်အဲ့လိုမဖြစ်ရအောင်တဲ့ Okay အဲ့တော့ message တို့ဒီကြက်လောက်ခိုင်းတော့ပို့ပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်ပြီးအန်ဒါခေါက်လိုက် ဆက်လက်ပေးပြီးတော့ delete face လုပ်မယ်။အာသွားပါပြီနော်။သွားပြီသွားပြီသွားပြီ။ Okay ရပြီ။ဒီ diamond ထားခဲ့လိုက်မယ်နော်။မိတ်ဆွေတို့ပဲတိတိကျကျလေးလုပ်ခဲ့လိုက်တော့ကျွန်တော်ကတော့ဒီလောက်ပဲလုပ်ဟောဖြစ်လိမ့်မယ်ပေါ့နော်။ Okay အဲ့တော့ဒီဘက်ကကျွန်တော်တို့ဟိုဟာလေးတွေလုပ်လိုက်မယ်။ဒီဒီ CPU လေးရယ်ဖောင်းချပြီးဆိုဒီဘက်ကပင်လေးတွေဖောင်းချအောင်လုပ်လိုက်မယ်နော်။ပင်လေးတွေဖောင်းချလုပ်ပြီးရင်တော့ကျွန်တော်တော်လိုက်မယ်။အဲ့ဆိုတော့အာဘာမှမတက်တာထက်ဆိုင်တော့အချိုးတစုံတည်းကတော့ဖြစ်သွားလိမ့်မယ်လို့ကတော့အမခံတယ်ပေါ့နော်။ အဲ့တော့ဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒါ Arduino မလို့ဒီလိုဖြစ်နေတာကိုအိမ်လေးတွေမှာအဲ့လိုမျိုးလုပ်ချင်နေဆိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဒါ key လေးကိုနှိပ်မယ် click နှိပ်ပြီးဒါလေး for မယ်ပြီးရင်ဒီမှာ selection ပေးမယ် okay ပြီးရင်ကျွန်တော်တို့က under ခောက်လိုက်မယ်ဒီမှာ selection လေးရပြီ ပြီးရင်ကျွန်တော် e လေးကိုနှိပ်ပြီးတော့ b ကိုထုတ်မယ်အဲဒါဆိုရင်ပင်လေးရလဲပါဖြစ်သွားပြီလို့အပေါ်လေးကိုတက်လာပြီเนาะ အဲဒီလိုမျိုးလေးတွေပေါ့โอเคအဲဒီမှာပါတဲ့အလုံးလေးတွေဖောင်းဖောင်းဖောင်းလေးတွေလုပ်လို့ရတယ်ဒီရလေးတွေဖောင်းဖောင်းလေးတွေလုပ်လို့ရတယ်ပြီးတော့ဒီမှာဆိုရင်ဒီကောင်လေးတွေဆိုရင်လည်းကျွန်တော်ဖောင်းဖောင်းလေးလုပ်ပြီးတော့ပင်လေးတွေကိုလည်းတသက်စီဝိုင်းလေး selection ပေးပြီးတော့ကျွန်တော် model ထုတ်လို့ရတယ်ပေါ့နော် model ထုတ်ချင်းဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်ပြပါမယ်တက်ချာလေးပါပါသွားမယ်ပေါ့နော်ဒီမှာ pine fine ရနေပြီးတော့ export ရှိတယ်အဲ့ဒီရနေပြီးကျွန်တော်တို့ဒီမှာကြိုက်တဲ့ model format ကိုထုတ်လို့ရတယ် fbh ကိုထုတ်မလား obj ကိုထုတ်မလား ဒီဘက်ကကျွန်တော်တို့ GLMB ကိုထုတ်မလားပေါ့နော်ကျွန်တော်တို့ဝတ်သမားတွေကတော့ဒီဒီ model ကိုလိုချင် GLMB ထုတ်ပြီးသုံးတာများတယ်ပေါ့နော်ဆိုအချိုးတစုံတရာဖြစ်လိမ့်မယ်လို့ကျွန်တော်အာမခံပါတယ်ဒီဘက်မှာပါတဲ့ error လေးရတဲ့ကျွန်တော် tutorial ထဲမှာခရူးမဆက်မိလို့ဖြစ်သွားတာပေါ့နော်မိတ်ဆွေတို့ဒါနဲ့အစကတည်းကတရားလေးဖြတ်ပြီးတော့လုပ်ခဲ့မယ်ဆိုရင်အဲ့ဒီဟာမရှိဘူးပေါ့နော် okay ပါဆိုတော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ပြီးတော့မှပြန်လဲဆုံကြပါမယ်ပါပါများအဆုံးထိကြည့်ပြီးတော့ကျေးဇူးပါ